မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။လာရှုမြို့ကအချက်ဖတ်စစ်ကောင်းစီလက်အောက်ခံ NAS CDN ဝန်ထမ်းတွေစစ်ရရှိတွေနဲ့စစ်သားတွေပြည်သူစစ်ကောင်းဆောင်တွေရဲ့နေအိမ်တွေကိုချိတ်ပိတ်နေမှုတွေစတင်နေပြီ။ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လည်အသုံးပြုမှာဖြစ်တယ်လို့ဒေါ်လန်ရဲ့ဘက်မှာရက်တီခဲ့တဲ့ CDN ဝန်ထမ်းတွေကိုလည်းအုတ်ချုပ်ရေးရန်ရနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေမှာပြန်လည်ခန့်အပ်ဖို့ရှိနေတယ်ဆိုပါတယ်။ ပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်9000ကျော်တဲ့အထိစန့်ကျင်တင်မြင့်တက်သွားပြီးပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးရုတ်ကျက်ဆင်းပြက်ကိုဖြစ်နေပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ လရှိမျိုးကအချက်ဖစစ်ကောင်စီလက်အောက်ခံနန်စီဒီယံဝန်ထမ်းတွေစစ်ရာရှိတွေနဲ့စစ်သားတွေပြည်သူစစ်ခေါင်းဆောင်တွေရဲ့နေအိမ်တွေကိုချိတ်ပိတ်မှုတွေစတင်နေပြီးပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လည်အသုံးပြုမှာဖြစ်တယ်လို့ MNDAA သတင်းရင်းမြစ်ကပြောထားတဲ့အပြင်ဒေါ်လန်ရေးဘက်မှရက်တီခဲ့တဲ့စီဒီယံဝန်ထမ်းတွေကိုအုတ်ချုပ်ရေးရန်ရနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေမှာပြန်လည်ခန့်အပ်ဖို့ရှိနေတယ်လို့လည်းပြောပါတယ်လက်ရှိ MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေတိမ့်ပိုက်ထားရာလရှိမျိုးမှာ အခုဆိုရင်စရင်အရာတိရတဲ့စစ်ကောင်စီလောက်ခန်နက်စီဒီယံဝန်ထမ်းတွေရဲ့အိမ်တွေစစ်တပ်အရာရှိတွေစစ်တပ်ကလူတွေနဲ့ပြည်သူစစ်ခေါင်းဆောင်တွေရဲ့အိမ်တွေကိုအတိပြုစုံစမ်းစစ်ဆေးနေပြီတချို့နေအိမ်တွေကိုချိတ်ပိတ်ဓာတ်တွေစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့အဲ့လိုချိတ်ပိတ်ထားတဲ့အိမ်တွေကိုလည်းပြည်သူအကျိုးပြုလုပ်ငန်းတွေမှာပြန်လဲအသုံးပြုသွားမှာဖြစ်တယ်လို့ MNDAA သတင်းရှင်းမြစ်ကပြောထားပါတယ်ဒါပြင်တစ်ဖက်မှာလည်းလာရှိုမျိုးအပါဝဲရှမ်းမြောက်ဒေသတခုလုံးမှာဆန္ဒရှင်စန့်ကျင်တဲ့တော်လန်ရေးဘက်က CDN ဝန်ထမ်းတွေအားလုံးကို အုတ်ချုပ်ရေးရန်ညားတွေမှာပြန်လဲခန့်အပ်ဖို့အတွက်တရားဝင်ဖိတ်ခေါ်မှုတွေပါရှိလာမှာဖြစ်ပြီးလက်ရှိမှာလဲတော်လိုင်းရေးဘက်က CDN ဝန်ထမ်းစီရင်တွေကိုကောက်ယူပေးနေတာတွေလည်းရှိနေပြီလို့ MNDAA သတင်းရင်းမြစ်ကပြောထားပါတယ်အဓိကလက်ရှိလက်ရှုပ်မြို့မှာပြည်သူကိုအခြေခံတဲ့အုတ်ချုပ်ရေးရန်ညားတွေအကောင့်ထဲပေါ်ဖို့လုပ်နေပြီဖြစ်တယ်လို့အဲ့ဒီအုတ်ချုပ်ရေးရန်ညားမှာတော်လိုင်းရေးဘက်ကမမမမရက်တိပေးခဲ့ကြတဲ့ CDN တွေအပါအဝင် တိုင်းသားဒေတာပြည်သူတွေကိုတိုင်ရွေးကောက်တင်မြှောက်ထားခဲ့တဲ့သူတွေအားလုံးပါပါလိမ့်မယ်လို့ MNDAA သတင်းရှိမိကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းကတကောင်းမြို့ကိုတိမ့်ပိုက်လိုက်တဲ့တော်လန်ยีပူပေါင်းတက်တွေမြို့တဲဝင်လာတဲ့အချိန်ပြည်သူတွေကအောင်းတပြေပန်းတွေနဲ့တောင်းတောင်းဖြဖြကြိုဆိုခဲ့ကြတယ်လို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကဖကသတင်းထုတ်ပြန်ထားပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာရှိတဲ့တကောင်းမြို့ကိုအမတ်တစ်စစ်ဒေသ PDF တက်တွေမြို့နယ်ပကဖတက်တွေနဲ့တော်လန်ยีပူပေါင်းတက်တွေက ဩဂုလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိသက်သိမ့်ပတ်လိုက်ပြီးစကောင်စီရဲ့ရဲစခန်းတွေထွေအုပ်ယုံတွေနဲ့ဌာနဆိုင်ရာယုံတွေအပါဝင်စစ်တပ်တဆွဲထားရနေရာတွေအကုန်လုံးကိုတခုမကြံသိမ့်ပတ်လိုက်ပြီးတဲ့နောက်တကောင်းမျိုးတခုလုံးကိုအပိသက်ထိန်းချုပ်ထားလိုက်ပြီးဆိုပါတယ်အဲ့ဒီတကောင်းမျိုးသိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော့တော့များသလိုစစ်သုံးမန်းတွေလည်းအရှင်ဖမ်းဆီးရမိထားတဲ့အပြင်လက်နက်ခဲယမ်းတွေလည်းအမြောက်အများရရှိထားတယ်လို့တပိတ်ချင်းမြို့နယ်ပကပအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲဒီလို့ အချမ်းပတ်စကောက်စီတပ်သားတွေကိုတိုက်ခိုက်ချေမုံမောင်းထုတ်လိုက်ပြီးတဲ့နောက်တကောင်းမျိုးကိုအပိသက်သိမ့်ပိုက်လိုက်နိုင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေကအောင်ဘွဲနဲ့အတူမြို့တဲကိုဝင်ရောက်လာတဲ့အချိန်ပြည်သူတွေကအောင်တပြေပန်းတွေနဲ့တောင်းတောင်းဖြားဖြားကြိုးဆိုခဲ့ကြတယ်လို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပကပကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ AFD တိုင်းနဲ့ထိစပ်နေတဲ့ရခိုင်ပြည်နယ်ကွမျိုးနဲ့အထိအာရခတတော် AA ရဲ့ထိုးစစ်တွေရောက်ရှိလာပြီး ဂွားမြို့နယ်ကကျန်တလီရက်စကန်အနီးမှာအကြံပတ်စကောင်းစီတက်နေအရခတ်တတော်အေးအေးကြားတိုက်ပွဲတွေဖြစ်ပွားနေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါရယ်။အခုလဆယ်ရည်နီကစပြီးအေဝရီတိုင်းနယ်တိစက်နေတဲ့ရခိုင်ပြည်နယ်ဂွားမြို့နယ်ကကျန်တလီမြို့ချင်းကွင်းကျေးရွာအနီးမှာအကြံပတ်စကောင်းစီတက်နေအရခတ်တတော်အေးအေးကြားတိုက်ပွဲတွေဖြစ်ပွားလာရမှာ။အခုလ၁၇ရက်နေ့မှာတော့ဂွားမြို့နယ်ကကျန်တလီရက်စကန်ကိုအရခတ်တတော်အေးအေးကထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုပါရယ်။အဲ့ဒီတိုက်ပွဲတွေအတွင်း အချမ်းပတ်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတွေပါတုံးပြီးအသက်အတန်ခုခံနေရတယ်လို့အော်ဂလာစနေနေ့ဖြစ်တဲ့မနေ့ကဆိုရင်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲမှုကြောင့်သူတို့ရဲ့ရဲစခန်းအဟောင်းလဲဘုံမှန်ပြီးတော့မိလောင်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာတော့ဒေသခံပြည်သူတွေကပြီးခဲ့တဲ့တပတ်ထက်ကအရခတ်တတော်အေအေးရဲ့မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့တတိပေးချက်တွေကြောင့်အများစုကကြွတင်တိတ်ရှောင်သွားကြပြီဖြစ်တယ်လို့လဲတိတ်ရှောင်လာတဲ့သူပြည်သူတို့ကပြောထားပါသေးတယ်အချမ်းဖတ်စစ်ကောင်စီကတော့ တန်တွဲမျိုးကိုအရခတတော်အေအေကထိမ့်ချုပ်ပြီးတဲ့နောက်မှာပဲဂွားမျိုးနယ်မှာစစ်ရေးပြင်ဆင်မှုတွေကိုစစ်သည်မော်တွေနဲ့ပါခန့်စစ်တွေအကြီးအကျယ်ပြင်ဆင်ခဲ့ကြတယ်လို့အဲ့ဒီဂွားမျိုးနယ်ဟာ ARD တိုင်းနဲ့ထိစပ်နေတဲ့မြို့လဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာလေမန္တလေးတိုင်းကျောက်ပဒေါင်းမြို့နယ်ကပွဲကင်းရွာမှပြူစော့တီစခန်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုအတွင်စေကောင်စီတပ်သားနဲ့ပြူစော့တီစုစုပေါင်း6ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင် တနက်3လက်ကိုပါတင်စီရရှိခဲ့တယ်လို့6ဂိုင်းလော force တပ်ဖွဲ့တာဝန်ခံကိုပိုင်ဆိုသူကရန်ကုန်ခေတ်တကိုပြောပါတယ်။အခုလာ7ရက်နေ့ဖြစ်တယ်မနေ့ကပဲ။ကျောက်ပောင်မြို့နယ်မှာရှိတဲ့ပွဲကင်းရွာမပြူစော်တီစခန်းမှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစော်တီတွေစုဝေးနေတဲ့အချိန်တော်လိုင်းကြီးပူပေါင်းတပ်တွေကအဲ့ဒီပြူစခန်းကိုဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စခန်းထဲမှာရှိနေတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း6ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်သူတို့စီကနေတနက်3လက်ကိုပါတင်စီရရှိခဲ့တယ်လို့ 6 guerrilla force တပ်ဖွဲ့တာဝန်ခံကိုပိုင်ဆိုသူကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းမြင်းကျန်မြို့မှာတိုက်ပွဲတွေဖြစ်ပွားလာတဲ့အချိန်တဘာဝတန်ွေ325 MW လျက်စစ်ဓာတ်ထုတ်စက်ယုံကိုစင်မူနိုင်ငံဆမ်ကော့ကမ္ပဏီကယာယီပိတ်သိမ်းလိုက်တယ်လို့အခုလဆနေရနေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်ကြေညာလိုက်ပါတယ်မြန်မာနိုင်ငံမှာလက်တလောမငြိမ်မသက်မှုတွေကြောင့်စင်ကာပူအခြေစိုက်ဆမ်ကော့ကမ္ပဏီအနေနဲ့ မြင်းညံမျိုးမှာရှိတဲ့225မဂါဝတ်သဘာဝတန်းဝေး3တအားထုတ်စက်ယုံကိုယာယီပိတ်သိမ်းလိုက်ပြီးနောက်ထပ်ကြေညာချက်မထုတ်မချင်းရက်ဆိုင်ထားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်အဲ့ဒီမြင်းညံမျိုးမှာရှိတဲ့သဘာဝတန်းဝေး3လက်စစ်တအားပိတ်စက်ယုံလဲပတ်ဖို့အတွက်ငွေကြေးအရပံ့ပိုးကူညီခဲ့တဲ့ဂျပန်နိုင်ငံ Unichain Corporation ကလည်းမြန်မာနိုင်ငံမှာယင်းနှမြုံနှံမှုတွေကိုရက်ဆိုင်လိုက်တဲ့အကြောင်းမကြာသေးမီကပဲကြေညာခဲ့ပြီးမြန်မာနိုင်ငံမှာဆက်အနာဒိမှုကြောင့်စီးပွားရေးအရဆိုင်ခေါ်မှုတွေရှိလာပြီးတော့ ။အဲညာငွေလွှဲမှုဆိုင်ရာတွေလဲကန့်သတ်မှုတွေရှိလာတဲ့အတွက်ရက်ဆိုင်လိုက်တာဖြစ်တယ်ဆိုပြီးတော့လဲပြောထားပါလိမ့်ခင်ဗျ။ဒီတခါစီးပွားရေးသတင်းပတ်မှာတော့ဒီ drink sea boy ဈေးကွက်မှာ American dollar ကိုငွေကျပ်9000ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီးပြည်တွင်း sea boy ကဏ္ဍတစ်ခုလုံးရုပ်ပြက်ဆင်းပြက်ကိုဖြစ်နေပြီလို့ sea boy လုပ်ငန်းရှင်တွေကပြောပါတယ်ဒီကနေ့ဩဂုတ်လ17ရက်နေ့မနက်ပိုင်းမှာပဲ ပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်6650နဲ့ဈေးစာဖွင့်ခဲ့ပြီးနိုင်ငံပိုင်းအတွင်းမှာလည်းဒေါ်လာကိုငွေကျပ်9000ကျော်တဲ့အထိဈေးနှုန်းမြင့်တက်သွားတယ်ဆိုပါတယ်။အဲဒီလိုပြည်တွင်းမှာအမေရိကန်ဒေါ်လာတန်ဖိုးတွေစံချိန်တင်မြင့်တက်နေတာတွေဟာစစ်ကောင်စီမှာအမေရိကန်ဒေါ်လာပြက်လက်မှုတွေဖြစ်ပေါ်နေပြီးပြည်တွင်းက73စီတင်သွင်းတဲ့သူတွေနဲ့သွင်းကုန်သမားတွေအားလုံးကိုစစ်ကောင်စီကဒေါ်လာမယောင်းပေးနိုင်တော့တဲ့အတွက်ဒေါ်လာလိုအပ်ချက်တွေဟာအလွန်ကြီးမားလာတော့ ဈေးကွက်ထဲမှာအဝယ်တွေအရက်များပြီးဒေါ်လာဈေးနှုန်းတွေဟာထိမနိုင်အောင်စံချိန်တင်မြင့်တက်နေတာဖြစ်တယ်လို့ UMSCCI အဖွဲ့ဝင်စီးပွားရေးသမားတဦးကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။တစ်ဖက်က73စီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကလည်းစစ်ကောင်စီကဒေါ်လာမရောင်းပေးတဲ့အတွက်ပြင်ပပေါက်ဈေးနဲ့ပဲဒေါ်လာတွေကိုလိုက်ဝယ်နေရတာကြောင့်စီတင်သွင်းတဲ့သူတွေလည်းအရှုံးပေါ်အရှုံးစင်နေရတဲ့ကြားတယ်။စကောင်စီက73ဇီကိုပြင်ပဒေါ်လာဈေးနဲ့တွက်ပြီးမရောင်းရဘူးဆိုပြီးတော့ပါကန့်တတ်ထားတာကြောင့် စက်သုံးစီတင်သွင်းတဲ့လုပ်ငန်းရှင်တွေဟာအကြီးအကျယ်အရှုံးပေါ်နေကြသလိုအဲဒီလိုအခြေအနေတွေကြောင့်ပဲပြည်တွင်းမှာစီပြက်လက်မှုတွေကြုံနေရတာဖြစ်တယ်လို့စီတင်သွင်းတဲ့သူတချို့ကပြောထားပါတယ်တစ်ဖက်မှာတော့စက်ကောင်စီကအမေရိကန်ဒေါ်လာရဖို့အတွက်နှီးမျိုးစုံနဲ့ရှာဖွေနေပြီးအထူးသဖြင့်ပြည်ပရောက်မြန်မာအလို့သမားတွေရဲ့ပြည်ပကနေပြန်ပို့တဲ့ငွေတွေနဲ့ပို့ကုန်ရငွေနိုင်ငံခြားဒေါ်လာတွေကိုစက်ကောင်စီကအပြည့်အဝရဖို့လုပ်နေပြန်ပြီးလက်ရှိပြည်တွင်းမှာကလစဉ်73စီးစောင်းစီးအပါဝင်သွင်းကုန်တွေတင်သွင်းဖို့အတွက် မေရိကန်ဒေါ်လာလိုအပ်ချက်ဟာတစ်လကိုဒေါ်လာပန်း300နီးပါးရှိတယ်လို့လဲ UMCCI သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ပြည်တွင်းမှာနိုင်ငံခြားယင်းနှမြုပ်နှံမှုတွေဟာလဲဆန္ဒတိမ်မှုကြောင့်တခုပြီးတခုထွက်သွားကြပြီ။တစ်ဖက်မှာလဲနေဆက်ကုံတွယ်ရေးအလုံးနီးပါးကပိတ်ကုံကြတဲ့အပြင်စစ်ကောင်စီရဲ့စင်ကန်တော်တိုးစီမံခန့်ခွဲမှုအလွဲတွေနဲ့မစင်မချင်းငွေစက်ကူအစ်စ်တွေရိုက်ထုတ်မှုကြောင့်မှာငွေကြေးဖောင်းပွမှုတွေအကြီးအကျယ်ဖြစ်ပြီးအမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုဟာ အခုဆိုရင်ဒေါ်လာကိုငွေကျပ်8000ကျော်တဲ့အထိစံချိန်တင်မြင့်တက်သွားပြီးပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးဟာရုပ်ပြက်ဆင်းပြက်ကိုဖြစ်နေပြီလို့စီးပွားရေးလုပ်ငန်းရှင်တွေကတုံ့တက်ပြောဆိုထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ